ဥရောပသမဂ EU ဟာပြည်ခြားတပ်ထုတွေရရှိရေးအတွက်တရုတ်အပေါ်မိခုံမှုကိုအဆုံးသတ်ဖို့လှုံ့ဆော်နေကြောင်းဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဗွန်ဒါလီယန်ကအောက်တိုဘာ25ရက်မှာပြောကြားခဲ့တယ်လို့ဒီဒီလူသတင်းဝက်ဆိုက်ကဖော်ပြခဲ့ပါတယ်။တရုတ်ဟာစမတ်ဖုန်းတွေလျှက်စစ်ကားတွေထုတ်လုပ်မှုနဲ့စစ်ရေးနည်းပညာတွေအတွက်အရေးကြီးတဲ့ပြည်ခြားတပ်ထုတွေကိုထုတ်လုပ်တင်ဖို့တဲ့အဓိကနိုင်ငံဖြစ်ပါတယ်။ အေဗီလာအတွင်းကတရုတ်ဟာမြေရှားတပ်ထုတင်ပေါ်ရေးအတွက်လိုင်စင်လိုအပ်ချက်အသစ်တွေကိုထုတ်ပြန်ခဲ့တာကြောင့်ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုံးမှုကဏ္ဍကိုကြေရိုက်ခတ်သွားစေခဲ့ပါတယ်။ဒါ့ပြင်တရုတ်ဟာအမေရိကန်နဲ့ကုန်သွယ်ရေးညှင်းပွားမှုဖြစ်ပွားနေချိန်မှာသူ့ရဲ့အနေအထားကိုအသာတိရဖို့အတွက်မြေရှားတပ်ထုတင်ပေါ်မှုတွေကိုထိန်းချုပ်ကန့်သတ်မှုအသစ်တွေကြီးညာခဲ့ပါတယ်။တရုတ်ရဲ့အစီအမံတွေကြောင့်ဥရောပသမဂ္ဂရဲ့ကုမ္ပဏီအချို့ဟာထုတ်ကုန်တွေကိုဆိုင်းငံ့ရတဲ့အခြေအနေကိုရောက်ရှိခဲ့ပြီးစီးပွားရေးအရချိကိုက်နှင်နာစေခဲ့တယ်လို့ဥရောပသမဂ္ဂကပြောကြားခဲ့ပါတယ်။ဥရောပသမဂ္ဂဟာ တိုမှာတရုတ်နိုင်ငံအခြေချသွားမှာဖြစ်ပေမဲ့ ဝက်လာဘာကမိမိတို့မှာရှိသမျှနီလန်အားလုံးကိုအသုံးပြုဖို့အသိရှိကြောင်းပွန်ဒါလီယန်ကအော်တိုဘာ25ရက်ကပြုလုပ်တဲ့ဘာလင်ဂရိုဘက်ဒိုင်ယာလော့ညီလာခံမှာပြောကြားခဲ့ပါတယ်။ရခြားတပ်ထုတွေဝယ်ယူရရှိရေးမှာအာဏာရက်တွေရှိနေတဲ့အခြေအနေကြောင့်ရေတုံနဲ့ရေရှည်မှာမိမိတို့ဥရောပစက်မှုလုပ်ငန်းတွေအတွက်ရခြားတပ်ထုတွေကိုအခြားရင်းမြစ်တွေထံမှဝယ်ယူနိုင်ဖို့တွန်းအားပေးရရောက်ခဲ့တယ်လို့သူကပြောပါတယ်။ဒါပြင်စိန်ခေါ်မှုတွေကိုပြည့်ရှင်းနိုင်ဖို့အတွက်ဖွဲ့စည်းတည်ဆောက်ဖို့ဆိုင်ရာအပြောင်းအလဲတွေပြုလုပ်ဖို့လိုအပ်လိမ့်မှာဖြစ်တယ်လို့ပွန်ဒါလီယန်ကပြောကြားခဲ့ပါတယ်။စွမ်းအင်ကုန်ကျန်းပစ္စ စီကာကွယ်ရေးနဲ့ဒီဂျစ်တယ်ကဏ္ဍတွေမှာဥရောပသမဂ္ဂကကိုယ့်ကိုယ်ကိုအားကိုးဖို့ကြိုးပမ်းရပါလိမ့်မယ်လို့သူကပြောကြားခဲ့ပါတယ်။